င်္ဂလာပါခင်ဗျာ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုးစားပါရတဲ့ဒီကနေ့မြန်မာတက္ကသိုလ်1398ခုနှစ်နတော်လာဆန်း10ရက်ခရစ်နှစ်2016ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေအတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြမယ့်သတင်းတွေမှာဆိုရင်တော့စကိုင်းပြည်နယ်ကြီးမှာဒေါအောင်ဆန်းစုကြည်ပါဝင်ဆောင်ရွက်ဖို့ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ်ကပြောကြားလိုက်တဲ့သတင်း ရန်ကုန်မြို့တွင်းကလမ်းဘေးဈေးသည်တွေဆန္ဒထုတ်ပေါ်ခဲ့ကြတဲ့အကြောင်းကျူဘားနိုင်ငံနဲ့ရုရှားနိုင်ငံတို့အကျိုးတူပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့တဲ့တဲ့ရင်ရတဲ့တဲ့နေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်းမြေပါတဲ့နေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခုပထမဆုံးအနေနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ်ဒီဂျင်နန်ဘီယာကရခိုင်ရေးကိစ္စမှာနိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုဝင်ရောက်ဆောင်ရွက်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။ နယူရောင်းမျိုးမှာဒီဇင်ဘာလ၈ရက်နေ့ကကြညာတဲ့ထုတ်ပြန်ချက်ထဲမှာဘီဂျီနန်ဘီယာကဒေါ်အောင်ဆန်းစုကြည်ကိုရခိုင်ပြည်နယ်ကဘူးတီတောင်နဲ့မောင်တော်ဒေသတွေကိုတွားရောက်ဖို့တိုက်တွန်းခဲ့တာပါရခိုင်ပြည်နယ်မောင်တော်ဒေသမှာအော်တိုဘာလ9ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်မှာနေမြေရှင်းလင်းရေးနဲ့ဒေသတည်ငြိမ်အေးချမ်းရေးတွေအတွက်ဆောင်ရွက်ခဲ့ပြီးတော့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်ဆက်သူတွေကိုဖမ်းဆီးခဲ့ပါတယ် ဒါပေမဲ့ရခိုင်ပြည်နယ်အရေးမှာအာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့မလေးရှားနိုင်ငံကဆွတ်ဆွဲဝေဖန်တာတွေရှိခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကလည်းပြင်းထန်တဲ့စကားလုံးချုပ်နဲ့ဆွတ်ဆွဲတာတွေရှိခဲ့ပါတယ်ခင်ဗျာကလေးသူငယ်တွေရဲ့ဘဝတွေကိုကာကွယ်ပေးဖို့နဲ့ဖွံ့ဖြိုးဖို့လှုံ့ဆော်ရမှာအစိုးရဘက်ကလည်းတာဝန်ရှိနေပါတယ်ဒီသတင်းကိုတော့ရုပ်တံသတင်းပေးပို့မှုမှာအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ကလေးတငယ်တွေရဲ့ရပိုင်ခွင့်အခွင့်အရေးနဲ့ကလေးငယ်များနဲ့သူတို့၏လူအဖွဲ့စည်းအားဆန်းစစ်ခြင်းဆွေးနွေးပွဲကိုရန်ကုန်မြို့တော်ဝင်နေစီခန်းမမှာဒီဇင်ဘာလ9ရက်နေ့နေ့လယ်တနင်္လာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ Equality မြန်မာကဆရာဦးအောင်မျိုးမင်းကကလေးငယ်တွေရဲ့ဘဝအတွက်လုံခြုံစိတ်ချရတဲ့ကာကွယ်မှုတွေဟာနိုင်ငံတကာနိုင်ငံရဲ့အစိုးရကလည်းလုပ်ပေးနိုင်မှုလိုအပ်တယ်လို့ပြောကြားလိုက်တာပါ။တိုးတက်လာမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကလေးစစ်သားအုံပြုမှုကဖြူးဖြူးချာချာကိုကျွန်တော်တို့ညွတ်သွားတာတွေ့ရတယ်။ နောက်တစ်ခုကျွန်တော်တို့ကလေးပညာရေးနဲ့ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့နိုင်ငံတော်ဘတ်ဂျက်ကိုတိုးမြှင့်ပေးမယ်ဆိုတဲ့အစီအစဉ်ကိုကျွန်တော်ကြားရတယ်။လာမယ့်ဘတ်ဂျက်နှစ်မှာဆိုရင်ဒါဟုတ်လားမဟုတ်လားကျွန်တော်တို့အများကြီးသိရမှာပါ။ဒါကြောင့်လို့ဆိုတော့ကလေးဆိုတာတစ်ဖက်မှာကာကွယ်ပေးဖို့လိုအပ်တယ်လို့အသက်ရှင်ဖွံ့ဖြိုးတိုးတက်မှုတွေလိုအပ်တဲ့ကျန်းမာရေးပညာရေးလူမှုဖူလုံရေးကိစ္စတွေကိုအစိုးရကနိုင်ငံတော်ရင်းမြစ်တွေအသုံးချပြီးလုပ်ရမယ့်တာဝန်ဖြစ်ပါတယ်။ဒီအစိုးရကတော့ဒါကိုဦးစားပေးလှုပ်ဆောင်မယ်ဆိုတဲ့အတန်ကြီးကြားရတာဝမ်းသာပါတယ်။ကျိုးလဲကျိုးဆိုပါတယ်။ ။မနက်ငယ်မှာရှိတဲ့အသက်16နှစ်ယောက်ကလေးတငယ်အများစုဟာလက်နက်ကင်ပရိပခတွေကြောင့်ဖြစ်ပွားလာတဲ့ဆိုးကျိုးတွေနဲ့တခြားလူခွင့်ရချိုးဖောက်မှုတွေကိုခံစားနေရတာဖြစ်ပါတယ်။ဒါတွေကိုအစိုးရအနေနဲ့မြေပြင်ထိဆင်းပြီးဆောင်ရွက်ပေးဖို့လိုအပ်နေတာပါ။ကျွန်တော်အနေနဲ့ကတော့ကလေးအခွင့်အရေးဆိုတာအစိုးရကပေးဖို့အတွက် CRC စာချုပ်ကိုလက်မှတ်ရေးထိုးထားပြီးသားဖြစ်ပါတယ်။စာချုပ်ကိုလက်မှတ်ထိုးထားပြီးုံနဲ့မကဘဲနဲ့ကလေးခွင့်ရတွေကိုမြေပြင်မှာတကယ်တမ်းကလေးတိုင်းကလေးတိုင်းခံစား권ရှိဖို့အတွက်အစိုးရအနေနဲ့အကောင့်ထဲပို့ဆောင်ရွက်ပေးပါ။တချိန်ထဲမှာတင်အစိုးရကလေး နောက်တစ်ခါကျွန်တော်မိဘဆရာဆရာမအားလုံးပါဝင်ပတ်သက်တဲ့သူတွေကနေဝိုင်းဝန်းအဖြေရှာသောနီလန်ကိုကျင့်သုံးစေခြင်းပါလေတခါတလေဥပဒေတွေကကျင့်သုံးတဲ့အခါမှာပါဝင်ပတ်သက်တဲ့သူတွေရဲ့ပါဝင်ဆွေးနွေးမှုမရှိရင်တခါတလေကောင်းကျိုးတဲ့ဆိုးကျိုးဘက်ကိုဥတည်သွားနိုင်တယ်ဖြစ်တဲ့အတွက်ဥပဒေတွေပြင်ဆင်တဲ့နေရာမှာလည်းကလေးတွေအပါအဝင်ကလေးခွေရေလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေရဲ့အတန်ကြံ့ကြံ့ကိုလေးစားစွာနဲ့ပူးပေါင်းဆောင်ရွက်နားထောင်ပေးပါလို့တိုက်တွန်းချင်ပါတယ် မြန်မာနိုင်ငံကကလေးတငယ်အခွင့်အရေးဆိုင်ရာရပိုင်ခွင့်တွေဟာနိုင်ငံတကာနီးတူအကောင့်ထဲပေါ်လာဖို့အလံဝေးနေသေးတဲ့အပြင်အာဆီယံဒေတာတွင်းနိုင်ငံတွေနဲ့ရှင်းအောင်လိုအပ်ချက်တွေအများပြားရှိနေသေးတာဖြစ်ပါတယ်ခင်ဗျာညာဈေးတန်းမှာနေရာမရတဲ့လမ်းဘေးဈေးတွေကအရင်နေရာတွေမှာဈေးပြန်လည်ရောင်းချခွင့်ရရှိဖို့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ကြော်တွန်းလင်ကပေးပို့ထားပါတယ်ခင်ဗျာ ဒီကနေ့မနက်7:00နာရီကရန်ကုန်မြို့ကြောက်တရားလာတာလမ်းမတော်ဘဘဲလန်စတဲ့မြို့နယ်လေးမြို့နယ်မှာရှိတဲ့လမ်းဘေးဈေးတယ်တွေဟာအရင်နေရာမှာဈေးရောက်ချခွင့်ပြန်လည်ရရှိဖို့အတွက်မော်တင်ကုန်းကျော်တရားမှစတင်ပြီးမဟာအပန်လူလပန်းညံရှိသည့်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါအဲ့လိုဆန္ဒထုတ်ဖော်ရမှာ အရင်နေရာမှာစီကံတကျဈေးပြန်လဲရောက်ချခွင့်ပေးဖို့ကြွေးကြော်ခဲ့တာပါ။အရင်ကတော့ကိုယ်နေရာလေးနဲ့ကိုယ်စီကံတကျလေးရောင်းကမကိုဒီလိုမှလည်းအဆင်ပြေကြမှာလေ။အကုန်လုံးဒုက္ခတွေရောက်တိုင်းကျွေးနေနေဆိုတော့ကျွေးသမားတွေလည်းမပေးဘူး။အဲ့လိုလေဖြစ်ကြတချို့ဆိုဈေးဥတော်မပေါက်တိုင်းပေါ်နေအောင်နဲ့ရွှေ့ကားနဲ့ကိုပြေးကူးမှာမနေရဆိုတော့အဲ့ဒီဆိုတော့နန်းလည်းပါမှာ၆00နဲ့ က်ရှိဈေးတွေအနေနဲ့ညာဈေးထဲမှာနေရရပါမယ်။နေရအကျယ်ဝန်းအခက်ခဲတွေဈေးရောင်းမကောင်းမှုတွေနဲ့သက်ဆိုင်ရာတောင်းဝင်ရှိသူတွေနဲ့ဈေးဆိုင်ပိုင်ရှင်တွေကြားဘတ်လိုက်ဆက်ဆက်မှုတွေရှိနေတာကြောင့်အခက်ခဲတွေဖြစ်ပေါ်နေတာလို့ဈေးတွေကပြောပါရယ်။စီကရှေ့အောင်တတ်မှတ်ပေးပါ။အဒီရမလုံးလို့ဆိုမလုံးဘူး။လမ်းသာမကျနေဆိုမကျဘူး။ platform မှာမတင်နေဆိုမတင်ဘူး။ကျွန်တော်တို့ကဆောင်ရွက်လို့ရပါတယ်။ဒီလမ်းနဲ့ရှိပါတယ်။အဲဒီလမ်းနဲ့ကျွန်တော်စနစ်ကျလုပ်ပေးပါ။ နံပါတ်1ချက်သူတို့ညာသေးတိုင်းလုပ်တယ်နံပါတ်2ချက်ကောင်းပါလေမကောင်းဘူးပြောပါဘူးညာသေးတိုင်းကောင်းပါတယ်ဒါပေမဲ့ညာသေးတိုင်းမှာခြားစားမှုအများကြီးရှိတယ်ဘလို့ခြားစားလဲဘလို့မမြတ်တော့လဲကျွန်တော်တို့ပြောတချို့ဆိုရင်စစ်ပေဆိုင်ငန်းလို့ပေးတယ်ဒါပေမဲ့တချို့ကတက်ခန်းရတယ်သုံးခန်းရမိသားစု3000ရတယ်3000ရတယ်အဲ့လိုလူမျိုးတွေဘလို့ဘလို့လူမျိုးတွေခရုံးကြီးတွေစားသောက်ဆိုင်ကြီးတွေအကြီးကြီးရောင်းတဲ့ဆိုင်တွေနှစ်ဆိုင်တွေသုံးဆိုင်တွေရတယ်အကျယ်ကြီးခင်းလို့ရတယ်အမမကျွန်တော်တို့လူချင်တာကတသက်မတည်းလူချင်တာ အဲ့လိုဆန္ဒထုတ်ဖော်မှုတွေတရားဝင်ခွင့်ပြုမင်းရယူထားတာဖြစ်ပြီးရန်ကုန်မြို့တွင်မြို့နယ်၄မြို့နယ်ကလမ်းမေးဆေးတဲ့တရားကျော်လောက်ဥပပေါင်းပါဝင်ခဲ့ကြပါတယ်ခင်ဗျာညာရင်မတန်ဆွမ်းတဲ့ကလင်းငယ်တွေကိုပြုစုပြိုးထောင်ပေးမဲ့ဆရာဆရာမတွေအတွက်ဆရာဖြစ်တဲ့နံကိုတိုင်းနဲ့ပြည်နယ်အနှံမှာအထူးပညာရေးအသင်းကနေတင် जा ပေးသွားဖို့ရှိနေပါတယ်ဒီသတင်းကိုတော့ MCN သတင်းတော့ K2 ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ တွန်းကျင်ဆရာဆရာမတွေနေပါနေတာမတန်ဆွမ်းကလေးငယ်တွေအတွက်လူတိုင်းကျိုးဝင်ပညာရေးကိုပါဝင်သင်ကြားနိုင်မှုအန္တရာယ်တစ်ခုဖြစ်နေတာပါအဲဒါကြောင့်ဉာဏ်ရင်မတန်ဆွမ်းကလေးငယ်တွေကိုသင်ကြားပေးနိုင်မယ့်ဆရာဆရာမတွေမွေးထုတ်ပေးဖို့တိုင်းနိုင်ပြည်နယ်လိုက်ဆရာဖြစ်သင်တန်းတွေသင်ကြားပေးသွားမယ်လို့မြန်မာနိုင်ငံအထူးပညာရေးအသင်းတူကတာဦးတင့်လုံကပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့ကရန်ကုန်မြို့ Central Hotel မှာကျင်းပတဲ့မြန်မာနိုင်ငံအထူးပညာရေးသင်ပေးဆက်ချင်းအခမ်းအနားမှာအခုလိုပြောဆိုခဲ့တာပါကျွန်တော်နိုင်ငံအတွက်တော့နည်းနည်းလေးအဲနီးပညာပိုင်းဆိုင်ရာအခက်အခဲရှိတဲ့အတွက် အဲဒီကလေးတွေကိုလည်းသင်ကြားလေ့ကျင့်ပေးဖို့ဟိုဆရာဆရာမတွေဒီကျွမ်းကျင်တဲ့ဆရာဆရာမတွေမရှိသေးတဲ့အတွက်အဲဒါကြောင့်အတားစီတစ်ခုဖြစ်နေရတာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့သင်ရလဲဒီအတားစီကိုဖဲကျော်ကျော်လွှားတဲ့အနေနဲ့ဒီအဲစနစ်တကျသင်ကြားလေ့ကျင့်ပေးနိုင်တဲ့ဆရာဆရာမတွေကိုကျွန်တော်မွေးထုတ်ပေးနေရခြင်းဖြစ်ပါတယ်အဲ့ဒီတင်တဲ့နေကို2013ခုနှစ်ခေတ်ကစတင်တင်ကြခဲ့ပေမဲ့တနင်္ဂနွေလုံးအတိုင်းအတာမှာမွေးထုတ်ပေးနိုင်ခဲ့တဲ့ဆရာဆရာမဦးရေနေပါခဲ့တာပါ ပြီးခဲ့တဲ့၃နှစ်တာကာလအတွင်းမှာဆရာဆရာမ168ဦးခန့်ကိုတင် जा ပေးခဲ့ပြီးနောက်ပိုင်းမှာဆရာပြစ်တင်နှန်းတွေအပြင် အစိုးရပညာရေးတက္ကသိုလ်နဲ့ဆရာတက်တင်ကျောင်းတွေမှာပါမတန်ဆွမ်းကလင်းငယ်တွေနဲ့ထိတွေ့တင်ကြားနိုင်တဲ့ news နဲ့တွေကိုထည့်သွင်းတင်ကြားပေးနိုင်ဖို့ပြင်ဆင်နေပါတယ်အနာကတ်မှာတကယ်ပဲခုနဆရာမပြောသလိုဆရာဖြစ်တက္ကသိုလ်ဆရာဖြစ်တင်ဒန်းတွေမှာတလတင်ဒန်းပဲဖြစ်ဖြစ်သူဖြစ်တင်ဒန်းပဲဖြစ်ဖြစ်မူကျိုဆရာမဖြစ်တင်ဒန်းမှာပဲဖြစ်ဖြစ်မတန်ဆွမ်းကလင်းတွေကိုဘယ်လိုသင်ပေးမယ်ဆိုတဲ့ဘာသာရပ်လေးကိုတော့အမြဲတမ်းထည့်ပေးဖို့ကျွန်တော်ဆက်လက်ပြီးစူးစမ်းအောင်ပါ အော်တဇင်းလိုလူသိများတဲ့ဉာဏ်ရည်မတန်စွမ်းကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပိုင်းဆိုင်ရာပြုတ်မှုပိုင်းဆိုင်ရာစိတ်ခံစားချက်ပိုင်းဆိုင်ရာနဲ့အာယုံခံစားမှုပိုင်းဆိုင်ရာစတာတွေမှာအများနဲ့ကွဲပြားနေပေမဲ့ကောင်းမွန်တဲ့နည်းစနစ်တွေနဲ့အတူလူတိုင်းကျုံးဝင်ပညာရေးကိုသင်ကြားပိုင်ခွင့်ရှိနေရမှာပဲဖြစ်ပါတယ်ရှင်။ဒီဇင်ဘာလ10ရက်နေ့ကကျူးဘားနဲ့ရုရှားနိုင်ငံကြားမှာတည်ယူပို့ဆောင်ရေးနည်းပညာနဲ့စွမ်းအင်ဆိုင်ရာကိစ္စရပ်တွေကိုပူးပေါင်းလှုပ်ဆောင်မှုအတွက်လက်မှတ်ရေးထိုးခဲ့ကြပါတ ဒီသဘောတူညီမှုကိုကျူးဘားနိုင်ငံဟာဘာနာမြို့မှာကျင်းပခဲ့တဲ့နှစ်နိုင်ငံတွဲဆောင်မှုစီဝေးပွဲမှာလက်မှတ်ရေးထိုးခဲ့ကြတာပါဒီစီဝေးပွဲကိုရုရှားဒူးသမ္မတနဲ့ကျူဘားဒူးသမ္မတတို့ကလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်အဓိကအဖြစ်အချက်ခုနှစ်ချက်ပါဝင်တဲ့ဒီသဘောတူညီမှုမှာတည်ယူဖို့ဆောင်ရင်နည်းပညာနဲ့စွမ်းရည်ဆိုင်ရာတွေကို2020ခုနှစ်အထိနှစ်နိုင်ငံပူးပေါင်းလှုပ်ဆောင်သွားကြမှာဖြစ်ပါတယ်ဒီသဘောတူညီမှုမှာရုရှားနိုင်ငံကကျူဘားနိုင်ငံမှာမော်တော်ကားတွေကိုဗန်စနစ်နဲ့ဝယ်ယူနိုင်မှုလှုပ်ဆောင်ပေးဖို့လည်းပါဝင်နေပါတယ် အဲ့ဒီလက်မှတ်ရေးထိုးဘွဲကိုကျူဘားနိုင်ငံဘက်ကကုံသွဲရေးတထုတူဖို့ရေးစက်မှုနဲ့တည်ယူပို့ဆောင်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ MCN ရင်းထံကနေဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းတခြားထူးခြားတဲ့ပြည်နယ်မြေပါသတင်းတွေကိုစုစည်းတင်ဆက်ပေးဦးမှာပါ။ထုံးလွှင့်ခဲ့တဲ့ MCN ရင်းထံရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www. mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook လူမှုကွန်ရက်စာမျက်နှာမှာဆိုရင်တော့ mcntv news မြင်နေဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ mcntv သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်တွေကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်နေမင်းခပါခင်ဗျာ။